မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်မှကြားဖြတ်နိုင်နေရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အရှိတောင်အာရှတဝိုင်းရှိစိုက်ဘာငွေလိမ်ကိုင်းများကိုနှိမ့်နေရန် Scan Center Strikeforce အဖွဲ့ကိုဖွဲ့စည်းလိုက်ပြီဖြစ်တယ်ဟုအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်ထိုအဖွဲ့တွင်တရားရေးဝန်ကြီးဌာနမှရှိနေများ FBI အေဂျင့်များ Secret Service ကလှုပ်ဝဲဝင်ဆောင်မှုအဖွဲ့နိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိများပါဝင်ပါတယ်။အဆိုပါတပ်ဖွဲ့သည်အရှိတောင်အာရှတွင်အဆိုရဆုံးသောကျူးလွန်နေသောလေလံမှုစင်တာများနှင့်၎င်းတို့၏ကောင်းဆောင်များကိုစုံစမ်းစစ်ဆေးမည်။အနောက်အရှက်ပေဖြတ်စည်းပြင်းမည်။တရားစွဲဆိုမည်ဖြစ်ရာမြန်မာ၊ကမ်ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကိုအထူးကထားဆောင်ရွက်သွားမည်ဟုကြေညာချက်တွင်ပါရှိပါသည်။2024ခုနှစ်အတွင်းအမေရိကန်နိုင်ငံသားများထံမှဒေါ်လာ10ဘီလီယံခန့်လိမ့်လည်ခဲ့ကြ၍ ်တသက်တာစူဆောင်းထားသမျှငွေများဆုံးရှုံးဘဝပြတ်သွားသူအများပြားရှိလာခဲ့၍ယခုလိုပြက်ပြက်သားသားအေးအေးယူရန်ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဗိုလ်တော်ဘူးနေ့တွင်အဆိုပါခိုင်းများအားအကကွယ်ပေးနေသည့် DKBA အဖွဲ့နှင့်ခေါင်းဆောင်များအားလုံးပါဝင်ပတ်သက်နေသည့်ထိုင်းကုမ္ပဏီများအလုံးကိုပထမအဆင့်အနေဖြင့်စီးပွားရေးပိတ်ဆို့တန်ခတ်မှုများပြုလုပ်ကြောင်းအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။စက်တင်ဘာလအတွင်းကစောချစ်သူဤကရင်အမျိုးသားတပ်ဆိုသည်ကိုလည်းအလားတူပိတ်ဆို့တန်ခတ်လာခဲ့ပါတယ် လက်ထောက်ဖန်နာရေးဝန်ကြီးဂျွန်ဟာလီမှာထုံငွေလင်ကိုင်းများသည့်မြန်မာစစ်အုပ်စု၏ရက်ဆက်တန်းကျုပ်စွာကျူးလွန်နေသောပြည်တွင်းစစ်ကြီးအားလည်းခုန်ညီအားဖြည့်ပေးနေကြောင်းအမေရိကန်ကဆိုပါတယ်။စိုက်ဘာရာဇဝတ်ကောင်များဤသည့်နေရာတွင်လှုပ်ရှားနေစေကမူလိုက်လံဖမ်းဆီးရန်နှင့်အမေရိကန်မိသားစုများကို၎င်းတို့၏ခေါင်းပုံဖြတ်မှုများမှကကွယ်ရန်အတွက်မိမိတို့ပိုင်ဆိုင်သည့်ကိရိယာအလုံးကိုဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လိန်လည်ရွေးရလာသောငွေချို့သည် DKPA ထိန်းချုပ်ထားသည့် KK ဘတ်အတွင်ရှိတိုက်ချံဟုအမည်ပေးထားသည့်ဌာနချုပ်သို့ရောက်ရှိသွားသည်ဟုအမေရိကန်ကယုံကြည်လျက်ရှိပါသည် အမေရိကန်သည်အဆိုပါခိုင်းများကိုဖြိုခွင်းရန်မြန်မာစစ်အုပ်စုအားတွေ့ဝိုက်ဖိအားပေးခဲ့တော်လဲ၎င်းတို့ဘက်ကအပေါ်ယံဟန်ပြလူကြားကောင်းအောင်လုပ်ပြပြီးလိန်လေလာခဲ့၍အမေရိကန်မှအုံနှင့်ကျင်းနှင့်ပါဝင်ပတ်သက်ရန်ဆုံးဖြတ်လိုက်ပုံရသည် စေအိုစုနိုင်ငံသားရေးဝင်ကြီးတန်းဆွေမှကြောက်လန့်တစားဖြင့်ရန်ကုန်ရှိတန်တမန်များကိုဖိတ်ခေါ်ပြီး KK ပတ်ရှိအဆအဦးပေါင်း625လုံးရှိသည့်အနက်148လုံးကိုဖျက်ဆီးပြီးဖြစ်ကြောင်းဆက်၍လည်းလုတ်သွားမည်ဆိုသည့်အခြေအနေအမှန်ကိုမိမိတို့အစိုးရများထံတင်ပြပေးကြပါဟုတောင်းဆိုသွားပါသည်စေအိုစုသည်ဖျက်ဆီးမှုများအားဟန်ပြတာလှုပ်ဆောင်ခြင်းဖြစ်ကြောင်းတရုတ်ကိုင်းကောင်းဆောင်များ ထိခိုက်ခြင်းမရှိဘဲလွတ်မြောက်သွားကြောင်းနှင့်၎င်းတို့၏မဟာမိတ်များဖြစ်သည့်နေဂျာဆောင်တန် BGF မှတက်စဉ်ဒေါ်လာဗီလီယံပေါင်းများစွာအချိုးမြတ်ရရှိနေကြောင်းနှင့်စောချစ်သူအောင်အဖဲကြောင့်အရေးမယူဘဲလွှတ်ထားရသည်ဟုသောကြဲကြဲပြန့်ပြန့်ဝေဖန်လာမှုများကိုဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိဟုသတင်းဌာနကတုံ့သက်ပါရယ်အမေရိကန်သည်မြန်မာအာဗနီဇွဲလာကဲ့သို့လုံမလာဟုမြည်သူမှတက်အပ်တိကျမပြောနိုင် ထို့ပြင်တရုတ်တို့ရွှေလိုဥကအရေးတကြီးကြီးလုပ်နေသောမြန်မာစစ်အုပ်စုသည်လည်းအမေရိကန်၏ခေါင်းစဉ်ပြောင်းတက်လာသောဖြေရှင်းမှုနှင့်ရင်ဆိုင်လာရဖို့ရှိနေသည်။၎င်းတို့နိုင်ငံသားများလိမ့်လည်ခံရသည့်အတွက်တရုတ်အစိုးရမှရှမ်းမြောက်ဒေသတစ်ခုလုံးကိုစည်ရေးအရထိန်းချုပ်ပြီးအဆိုပါဂိုင်းများကိုနှင့်ထုတ်လိုက်ပြီးထိုင်းမြန်မာနယ်စပ်သို့ပြောင်းရွှေ့လာခြင်းဖြစ်ရာအမေရိကန်ဘက်မှလည်းမိမိတို့ကအဘဲကြောင့်ထိုးထုတ်လို့၍မရနိုင်သည်ဟုမေးခွန်းထုတ်လာပုံရသည်။ တနေ့အတွင်းဒေါ်လာ10ဘီလီယံဆုံးရှုံးနေမှုသည်ငွေမျက်နှာသာကြီးတက်သောဒေါ်နယ်ထရန့်အဖို့ညလုံးဖြူစီရဖြစ်လာရသည်ထို့အတွက်စောချစ်သူသည် အနည်းနှင့်အမြတ်ဆိုသလိုအမေရိကန်တို့မူရကုံကူးမှုနှင့်အလိုရှိနေသောပနားမစစ်ကောင်ဆောင်နော်ရီကာကဲ့သို့ကန်ဂျမာဆိုနှင့်အနည်းနှင့်အမြတ်ဆိုသလိုကြုံလာရဖို့ရှိနေသည်ဟုခံမှန်းချက်များထွက်ပေါ်လာနေပြီဖြစ်သည်ထိုင်းနိုင်ငံကလည်းရွှေကုတ်ကိုရှိအွန်လိုင်းငွေလင်ခိုင်းများကိုကျိုးကိုင်နေသောရှဲကျစ်ကျန်အားတရုတ်နိုင်ငံသို့လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။ တရားဝရီကမူယခုအခါတရုတ်အာဏာပိုင်များသည်ရှီဂျီချမ်းမှတဆင်စောချစ်သူမိမြအတိုင်းအတာတိပါဝင်ပတ်သက်နေသည်ကိုအတိအကျသိရှိတော်မူဖြစ်၍စောချစ်သူအားအမေရိကန်တို့ထက်ပင်တရုတ်ဘက်ကအရင်လက်ဦးမှုရယူနိုင်သည်ဟုရေးသားထားသည်ထို့သောအရေးများကိုရိစားမိပုံရသော BGF ကောင်းဆောင်စောချစ်သူသည်၎င်း၏လုပ်ဖော်ကင်ဘတ်ကြီးလွတ်မြောက်ရာလွတ်မြောက်ကြောင်းကျမ်းမာစေကြောင်းစူတောင်းပွဲကိုပင်အခမ်းအနားနှင့်ပြုလုပ်ပြီးနှုတ်ဆက်ထားရန်တွေ့ဝိုက်တောင်းဆိုခဲ့ပြီးဖြစ်သည် မင်းအောင်လိုက်အဖိုးလည်းရွေးကောက်ပွဲဇက်ထုတ်ဖြင့်လိန်ဖို့ပင်စိတ်အေးလက်ရေလုပ်ရမရဖြစ်လာနေသည်၎င်းတို့အုပ်စုသည်ထို့သောအလိန်အညာများပြပအာကိုဖြင့်တစ်တလုံးလှူစားသွား၍ရမည်ဟုယူဆနေခြင်းကပင်အံ့ဩစရာဖြစ်နေရသည်ဆက်လက်ပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမရှိရေးကြက်မှတ်မယ်လို့ရှမ်းတက် SSPB ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA ထိန်းချုပ်နေပြီအိမ်ကြီးချင်းနိုင်ငံအပါအဝင်ဒေသတွင်နိုင်ငံတွင်နဲ့နိုင်ငံတကာလူမှုအတိုင်းဝိုင်း အကျိုးစီးပွားကိုထိခိုက်စေတဲ့ online ငွေကြေးလိမ်လည်မှုတွေကြားဖြတ်လုပ်ငန်းတွေမရှိစေဖို့အထူးကြက်မှတ်ဆောင်ရွက်မယ်လို့ SSPB SSA ကဒီကနေ့နိုဝင်ဘာ14ရက်မှာထုတ်ပြန်ပါတယ်။ SSPB ဌာနချုပ်ခွန်ဟိုင်းမှာနိုဝင်ဘာဒုတိယပတ်အတွင်းကျင်းပခဲ့တဲ့ပြင်ဆင်မှအကြိမ်များပါတီကွန်ဂရက်အပြီးကြေညာချက်မှာအခုလိုထုတ်ပြန်ခဲ့တာပါ။ SSPB ဟာထိတ်ချုပ်နေမိအတွင်းကကြားဖြတ်ငွေလိမ်ကိန်းတချို့ကိုဝင်ရောက်စီးနှင်းပြီးတရုတ်နိုင်ငံသားအချို့နဲ့ပစ္စည်းတွေသိမ်းဆည်းတာတွေလုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်မှုရှိခဲ့ပါတယ်။ အခုနှစ်ဇန်ပိုင်းကမိုင်းရှုမြို့နယ်ကကြားဖြတ်ဝင်လင်ကိုင်းကိုဖမ်းဆီးခဲ့ပြီးတရုတ်နိုင်ငံသားတွေကိုတရုတ်အစိုးရစီလွှဲပြောင်းပေးမယ်လို့အတည်ပြုခဲ့ပါတယ်။၂023နှစ်ကုန်ပိုင်းကလည်းနန်ခမ်းမြို့နယ်ကဖမ်းမိတဲ့တရုတ်နိုင်ငံသား88ဦးကိုတရုတ်အစိုးရစီ SSPB ကလွှဲပြောင်းပေးအပ်ခဲ့တာရှိပါတယ်။ဝါတန် UWSC မိုင်းလာ NDAA SSPB ကိုကန် MNDAA နဲ့တအောင် TNL တို့ဟာ သူတို့ထိန်ချုပ်နေမိတွေအတွင်ဂျာဖြန့်ငွေလင်ကိုင်းတွေကိုဖမ်းဆီးတာဂျာဖြန့်လုပ်ငန်းကတရုတ်နိုင်ငံသားတွေကိုတရုတ်အစိုးရစီလွှဲပြောင်းပေးတာတွေကိုသတင်းထုတ်ပြန်ပြသလေးရှိပါတယ်။ SSPP ရဲ့အခုထုတ်ပြန်ချက်မှာမူရစေဝါကင်းစင်ပပျောက်ရေးကိုလည်းအထူးကြက်မှတ်မယ်လို့ဖော်ပြထားပြီးပါတီကွန်ကရက်ကချမှတ်တဲ့ဆုံးဖြတ်ချက်တွေကိုပါတီဝင်များတက်သွေးမသိမ်းလိုက်နာဖို့ဆောင်ရွက်ဖို့ညွှန်ကြားထားပါတယ်။ဂျာပြင်တန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့စစ်မှန်သော Federal Democracy ပြည်တော်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးကြီးမန်းချက်နဲ့နိုင်ငံရေးယက်တီချက်ချင်းတူညီသောပါတီအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကြိုးစားဆောင်ရွက်မယ်လို့လည်းထုတ်ပြန်ပါတယ်။ SSPB ဟာအာနာသိန်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံနေတဲ့ရှမ်းတိုင်းဒါလနက်ကိုင်တပ်ဖွဲ့ဖြစ်တယ်လို့စစ်တပ်အာနာသိန်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလောက်နှဲပါခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီက SSPP တပ်ဖွဲ့ကိုမူရစ်စေဝါနဲ့ပတ်သက်ကြောင်းဆွဆွဲမှုတွေပြုလုပ်လို့ရှိတယ်လို့ SSPP ကလည်း ဝိရစီဝါနဲ့မပတ်သက်ကြောင်း SSPP ကိုနိုင်ငံရေးဂုဏ်သိက္ခာကျစီဖို့စစ်ကောင်စီကဆွဆွဲခြင်းသာဖြစ်ကြောင်းရှင်းလင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိမောတောင်မြို့ကို KNL ဦးဆောင်သောတော်လန်ရေးတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုင်စစ်သားများအလုံးအလံဖြူထောင်ထိုင်းဘက်သို့ထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရှိမောတောင်မြို့ကိုတော်လန်ရေးတပ်များကအပိသက်တိုက်ခိုက်သိမ်းဖိုက်လိုက်ပြီးဖြစ်ကြောင်းတော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ ရှင်းနေနိုဝင်ဘာလ14ရက်နေ့နနက်အစောပိုင်းမောတောင်မြို့ကိုတော်လန်ရေးတပ်များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမောတောင်ရှိနောက်ဆုံးကျန်းရစ်နေသောစစ်တပ်စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မောတောင်မြို့ကိုသိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းမောတောင်မြို့ကို KNL ဦးဆောင်သောတော်လန်ရေးတပ်များကလှပောင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်နိုဝင်ဘာလ17ရက်နေ့မှစတင်ပြီးတော်လန်ရေးတပ်ပေါင်းစုကအပိသက်ထိုးစစ်ဆင်ခဲ့ကြောင်းနိုဝင်ဘာလ14ရက်နေ့နနက်အစောပိုင်းတွင် အပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် မျိုးကတော့ရသွားပြီအခုထိုင်းဘက်ကိုစစ်ကားကြီး၃စီးနဲ့စစ်သားတွေရောလက်နက်တွေရောရိတ်ခါတွေရောတဲပြီးပြေးကြပြီထိုင်းဘက်ကအခုလက်နက်တွေရိတ်ခါတွေနဲ့စစ်သားတွေကိုလက်ခံချတယ်စစ်ပေးဆောင်ပြည်သူတွေရှိနေတဲ့ဈာတဲ့ကနေထိုင်းဘက်ကိုပြေးကြတာလက်နက်တွေကိုတော့ထိုင်းစစ်တပ်ကသိမ်းနေဒီမနက်ကအလံဖြူထောင်းပြီးစစ်သားတွေပြေးလာကြတာဟုမျက်မြင်တွေ့ကြုံခဲ့ရသူစစ်ပေးဆောင်တအုပ်ကသတင်းဌာနကိုပြောကြားပါတယ်တော်လည်ရတညာကမောတော်မျိုးကိုနေပြည်တော်ရှင်းလင်းရေးလုပ်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများတောက်လျှောက်လှုပ်ဆောင်ခဲ့ကြောင်း ။လက်ရှိအချိန်တွင်လည်းလေကြောင်းအနေရဲ့စိုးရိမ်နေရဆဲဖြစ်ကြောင်းသိရပါဗျ။မောထောင်မျိုးသိမ်းတိုက်ပွဲကြောင်းထိုင်းမြန်မာနယ်စပ်သို့မောထောင်မျိုးမှပြည်သူ၃000နီးပါးစစ်ပေးရှောင်ရောက်ရှိနေပြီးစစ်ပေးရှောင်ပြည်သူများတွင်တက်ကြီးရွယ်အုံများ၊ကလေးငယ်များ၊ကိုဝင်ဆောင်မိခင်များအများအပြားပါဝင်ကြောင်းသိရှိရပါဗျ။